မအုံမစကြောင်းဘယ်လိုပေါ့ရတယ်အာအုံမဒါလေးကအခုဒီဆက်ကြောင်းပေါက်ထားတဲ့ပုံစံအစ်စ်လေးပေါ့နော်ဒါလေးကိုကျွန်မပြပြပေးမယ်အဲဒါလေးရောအခု လောလောဆယ်ပြီးအောင်ပေါက်မယ်ပေါ့နော်ဒါကကျွန်မတို့ဟိုပြန်ပြီးကန့်လန့်ပြန်ပေါက်တဲ့အပိုင်းဒါရောက်သွားပြီပေါ့နော်နောက်ထပ်အစ်စ်လေးကျွန်မပေါက်ပြပါမယ်ကျွန်မအရင်တော့ကပိတ်သားအုံအမကိုခြုံပြီးတခြားဒီဇိုင်းနဲ့တင်ခဲ့ပေးဘူးရယ်ပေါ့နော်အခုကျတော့ဒီလိုမျိုးမြန်တဲ့နောက်ထပ်ဒါဒီဇိုင်းလေးတစ်ခုပေါ့နော် ဒီပို့ထွက်နေရတဲ့ဘာတွေကတော့ကျမတို့ပြန်ညှက်ထောက်ရမယ်ပေါ့နော်အဲအပေါ်ရှင်အောင်ဆိုလို့ရှိရင်လည်းပဲကျမစကြောင်းလေးတွေပေါက်ထားတယ်ကျမဆိုလို့ရှိရင်ကျမမြင်ရလားမသိဘူးအနာကိုရလွယ်အောင်လို့ဆိုပြီးရောလူလေးပိတ်ဖြင်းချမ်းအောင်လွှတ်ထားပြီးရနော်ဖြင်းချမ်းကိုလမဝဲခန်းလောက်ကျမတို့အဲလမဝဲကြော်ကြော်လေးရရနော်အဲ့လိုမျိုးလေးလွှတ်ထားပြီးရအဲ့အမှအထည်တွင်းကျမအနာကိုလို့ရှိရင်အဆင်ပြေတာပေါ့နော် ဒါကတော့အပေါ်ရင်အောင်ချမ်းအဲ့တော့အပေါ်ရင်အောင်ချမ်းကတော့သူ့ရှိရဲ့ပတန်တိုင်းပဲကျမတို့အဲဒေါင်လိုက်တစ်ခုပေါက်မယ်ကန်လက်တစ်ခုပေါက်မယ်ပုံမှန်ပြီးသေးသေးပြားစာပေါက်လိုက်ရင်ရပြီပေါ့နော်အဲ့တော့အောက်ရင်အောင်အောက်ရင်အောင်လေးကိုကြတော့ကျမတို့ကရင်ကြားချိုင်းဆိုပြီးဒီလိုနှစ်ခုရှိရဲ့ဟာမှာတမျိုးစီပေါက်မညရောပဲနဲ့ဒီလိုတစ်ခါရဲ့တစ်ဆက်သေးပေါက်တဲ့ညီလေးကိုပြပေးမယ်ပေါ့နော်အရင်တော့ကကျမတင်တာကတော့တစ်ခုစီပေါက်တာလေးကိုပြရဲပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာဒီညီလေးကပို့ပြီးတော့မြန်နေကိုချိုးကြီးလည်းသုံးစရာမလိုဘူးဆိုတော့ကျမဒီညီလေးကိုသုံးတယ်ပေါ့နော်အဲတော့ကျမတို့စပြီးတော့ပေါက်မယ်ဆိုလို့ရှိရင် ဒါဒီကကျမဒီဘက်ချမ်းရင်အောင်ချမ်းလေးအတွက်ပေါ့နော်အဲအဲ့ဒီအတွက်ကျမတို့အောက်မှာပိတ်ပိတ်သားတလွာထားမယ်ပြီးတော့ကိုညှက်ထားရဲ့ဖင်ချန်းနှစ်လွာကိုထည့်မယ်ဒါလို့ကိုကသုံးလွာသုံးမယ်ဆိုရင်ဖင်ချန်းကိုသုံးလွာထည့်ရမယ်เนาะပြီးလို့ရှိရင်ဒီမှာအပေါ်ရင်အုံမှာအလွာလေးနှစ်လွာထည့်မယ်အလွာလေးနှစ်လွာဒီလိုလေးတင်လိုက်ပါဒါဒီကရင်ကြဘက်ကအနေထားလေးပေါ့เนาะအဲ့လိုလေး CBB ဆိုလို့ရှိရင်ဂျိုင်းဘက်ကဂျိုင်းဘက်ကကကြတော့ကျမတို့အလှဘက်မှာရင်အုံကနှစ်လွာရှိရမယ်เนาะ အလှဘက်ဒါဒီဟာအလှဘက်ကိုပိတ်စားဘက်နှစ်ပိတ်စားနှစ်လွှာထားမယ်ပြီးလို့ရှိရင်ဖြင်းချမ်းကိုတစ်လွှာထည့်မယ်ပြီးရင်ဒီလိုလေးလှန်လိုက်မယ်ဒီချမ်းနဲ့အောက်ဘက်ချမ်းမှာကျတော့ပိတ်စားကတစ်လွှာဖြင်းချမ်းကဒီဘက်မှာတစ်လွှာအဲ့လိုမျိုးလေးကျမတို့ထည့်ပြီးတော့ခြုံမယ်ပေါ့နော်ဒါအခုခြုံတဲ့နေရာတော့ကျမတို့ပုံမှန်အောင်ပြောနင်းတဲ့အတိုင်းလေးပဲဗီဒီယိုတရားစာလေးကျမတို့စပြီးတော့နင်းပါမယ် တို့တွဲပြီးပြီဆိုလို့ရှင်ဒီဖြင်းကြစာလေးပေါ့နော်ကျမနည်းနည်းလေးဟို weight လေးနည်းနည်းညော့အောင်လို့နည်းနည်းညှပ်ထုတ်လိုက်တယ်ပေါ့နော်ဒီဘက်ကတစ်ခုညှပ်ထုတ်တယ်ဒီဘက်ကတစ်ခုညှပ်ထုတ်တယ်ဒါဆိုလို့ရှင်ကျမတို့နှစ်လွာလောက်ညော့သွားရင်ပဲဟိုကောင်းတာပေါ့နော်ညှက်ထုတ်လဲဗမာတော့မဖြစ်ပါဘူးเนาะကျမတို့ညှက်ထုတ်တယ်ဒီအတွင်းထဲကဟာပါညှက်မယ်ဆိုတော့ညှက်လို့ရသေးရဲ့ဒီအတွင်းထဲတော့ကျမညှက်မနေရောဘူးပေါ့နော်ကိုယ်ဆက်ကလည်းအထူးနိုင်နေရပဲဆိုတော့အဲ့လိုပဲညှက်မနေရောဘူးအဲ့တော့လူကြီးလှန်ချလိုက်ပါမယ် ဒီလိုမျိုးပိဆာငှက်လွားရှိနေတဲ့ဘက်ကအလှဘက်ပေါ့နော်အဲကျွန်မတို့ကဒီဖြင်းချမ်းနဲ့ထိထုတ်တဲ့ခါကြလို့ရှိရင်အယောင်နှူးရဲ့ကာလာနှူးရဲ့ပဲဖြစ်ဖြစ်အရင်ပဲဖြစ်ဖြစ်ကျွန်မတို့ကအလှဘက်မှာပိဆာငှက်လွားရှိနေမှာအဆင်ပြေရယ်နော်အဲ့အမှာဆက်ချောင်းပေါက်လို့ရှိရင်လှက်လှက်လေးထွက်တာပေါ့နော်ဒါဆိုရင်ဒါပိဆာငှက်လွားရှိရဲ့ဘက်မှာတလွားရှိရဲ့ဘက်နော်တလွားရှိရဲ့ဘက်မှာဆိုဖြင်းချမ်းနဲ့မြင်ရတော့အယောင်ညစ်တယ်ပေါ့နော်ငှက်လွားရှိရဲ့ဘက်ကျတော့သူ့မူရင်းပိဆာအယောင်တိုင်းပဲထွက်တယ်ပေါ့နော် ကျွန်တော်တို့ကလာရပါရင်ချိန်ထွားရမရှိဘူးအဖြူရောင်လေးပါရင်ချုပ်လို့ရှိရင်ပို့ပြီးတော့တိတာရယ်နော်ကျွန်တော်တို့တလွာပဲတုံးခဲ့လို့ရှိရင်အရောင်အညစ်တစ်တစ်ကြီးဖြစ်သွားရပါတော့နော်အဲ့တော့ဒီလိုအုံလေးနှစ်ခုတွဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အဖြားဆွတ်ဆပြီးတော့နင်းပါမယ်ဒီနေရာမှာတော့နည်းနည်းလေးနော်ဆက်ကအစာပိုင်းထိတ်ထွက်မှနည်းနည်းလေးဟိုလိုဖြစ်နိုင်တယ်နော်ပြီးရင်ဒီသေးကြပြားစာပြင်ပြီးတော့တွားပါမယ်ကဲဒီလိုမျိုးလေးရပြီ လူမျိုးလေးရပြီဆိုလို့ရှိရင်ကျမတို့စကြောင်းနေပေါင်မယ်ပေါ့နော်အဲတော့ဒီစကြောင်းပေါက်ခဲ့ရဲ့ဒီဘက်ခြမ်းပုံစံလေးအတိုင်းကျမတို့တွားမယ်ပေါ့နော်အဲတော့ဒီဘက်ကနေဒီဘက်ကနေပြီးတော့ကျမတို့ဒီအဆုံတွားရတဲ့ဟာမျိုးပေါ့နော်ဒါနှစ်ခုပေါက်လို့ရှိရင်နှစ်ခုတိတိဆိုင်ဆိုင်နဲ့ကျမပေါက်လို့ရှိရပေါ့နော်ဒါကတော့အဗီဒီယိုအတူလေးပဲကျမရိုက်ပြချင်တော့ဟိုတစ်ချမ်းကိုပထမတစ်ချမ်းကိုချုပ်ထားလိုက်တာပေါ့နော် ုံထားပြီးတော့မှဒီတချောင်းလေးကိုလိုက်ပြပေးရပါဒီလိုမျိုးပထမအဆုံးတချောင်းနင်းလိုက်တယ်နင်းပြီးပြီဆိုလို့ရှင်ကျွန်တော်ဗီသေးတစ်ပြားစာလေးစီစချောင်းလေးကြီးအများကြီးပောက်သွားမယ်နော်ဒီစချောင်းအပြည့်ပောက်ပါမယ်ဒီစကြောင်း ပေါက်တဲ့အခါမှာအခုကျမပေါက်ပြရတဲ့အတိုင်းအလှဘက်ကနေပဲကျမတို့ကစကြောင်းပေါက်ရအောင်နော်အလှဆိုတာဒီပိတ်ဆတ်နှလွာရှိတဲ့ဘက်ကနေပဲပေါက်ရပါတယ်။ဟိုတနေ့အောက်ဘက်ချမ်းမလားဘက်ကနေပြီးတော့ပေါက်တာမျိုးကြီးမလုပ်ရပါဘူးနော်။ ချုပ်ယူတာသူ့ရဲ့အလှဘက်မလှဘက်ဆိုပြီးတော့သူကသူရှိပြီးသားဆိုရင်နော်ကျမတို့အတက်နိုင်ဆုံးပိတ်စာလေးကိုညီအောင်လို့ဒီထားလေးထိန်းပြီးတော့ချုပ်ပါတော့အတက်နိုင်ဆုံးပေါ့နော်လောကအကုန်လုံးညီမယ်တော့မဆိုးလို့ဘူးဒီလိုဆက်ချောင်းပေါက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အအငယ်ငယ်ဒီအလှဘက်ကအပြင်ကိုပို့ပြီးတော့ရှန်ထွက်တာတွေပါကြီးဖြစ်နိုင်တယ်အောက်ဘက်ချမ်းကကြတော့အငယ်ငယ်ကျုံလာပါကြီးဖြစ်နိုင်တယ်ပေါ့နော် မဆိုရင်အလားဘက်ကအပြင်ရှန်ထွက်မယ်အောက်ဘက်ကကြုံမယ်နော်အဲ့လိုအနေထားလောက်တော့ဖြစ်တယ်အဲ့တော့ဒီနီးလန်းဆိုတော့ဘလို့ဟာမှာတုံးလို့ရလဲဆိုတော့ကျမတို့ကပြန်ပြီးတော့ညှိရကက်နဲ့တုံးတဲ့ဟာပေါ့နော်ကျမတို့အောက်အုံကိုဒါပူဘက်ကလောက်ထားရဲပြီးလို့ရှိရင်ညှိရကက်တင်ပြီးတော့အဲညှိရပတ်တန်တွေမှာပဲဒီနီးကိုတုံးပေးပါနော်ဟိုခွတ်တီပတ်တန်တွေမှာတော့ကျမတို့တုံးလို့မရပါဘူးနော်အဲ့တော့ဒီဒီလိုမျိုးဆက်ကြောင်းပောက်ပြီဆိုရင်ကျမတို့ကအပူဘက်ကနေအနည်းငယ်ထားရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုကွက်တိပတ်တန်ဒီမှာဒီနီးလန်းကိုမတုံးပါနဲ့နော် ေးကျမဒီဘက်ခြမ်းလေးကိုပြီးအောင်ပေါက်ပြီးအောင်ပေါက်ပြီးဒီဘက်ခြမ်းလေးကိုလည်းပဲတစ်ဆက်တည်းအကုန်လုံးပြီးအောင်ပေါက်သွားလိုက်မယ်ပေါ့နော်အဲ့တော့ကျမတို့ဒီမှာပြည့်အောင်လို့စကြောင်းပေါက်ပြီးပြီပေါက်ပြီးပြီဆိုလို့ရှိရင်ကျမတို့နောက်ထပ်တစ်ချောင်းပေါ့နော်နောက်ထပ်တစ်ချောင်းကတော့ဒီလိုမျိုးကန့်ကန့်ဒီထိတ်ကနေဒီကညီစားရဆိုလို့ရှိရင်ဒီဘက်လောက်မှာဆုံးနေပေါ့နော်ဒီကညီပြီးရောဒီကိုဆုံးနေအဲ့ဆိုရင်ကျမတို့ကဒီနားလောက်ကညီစားပြီးရောဒီနားလောက်ကိုဆုံးနေနော်အဲ့အဲ့လမ်းချောင်းလေးကိုလှမ်းပြီးရောပေါက်လိုက်ပါမယ် တော့အကွက်တွေကိုဘေးညာညီအောင်လို့ပေါ့နော်ကိုပောက်ချင်တယ်လို့မျိုးပောက်တာမဟုတ်ဘူးဟိုဘက်ဒီဘက်ကိုအဲ့လိုအကွက်ကလေးညီအောင်လို့ချိန်ပြီးရောမှာပဲကျမတို့ပောက်တယ်ပေါ့နော်ကျမလည်းပဲကျမတို့ဒီသေးကြပြားစာဒီအကုန်လုံးပြည့်တော့အောင်ပောက်မယ်ပေါ့နော်ဒီနည်းနဲ့ဆိုလို့ရှိရင်ကျမတို့ကတစ်ခါရဲ့အုံတွဲပြီးတော့ပောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်ကုန်အတော်လေးတက်တာပဲပေါ့နော် အဲတခုချင်းစီပေါက်ပေါက်မယ်ပြီးတခုချင်းစီတွဲမယ်အဲဆိုလို့ရှိရင်ကျမတို့အချိန်ကတော်တော်လေးပုတ်တယ်အချိန်ကွာဟာချက်ကကျမတို့9မိနစ်10မိနစ်လောက်ခန့်ကိုအချိန်သက်သာရပေါ့နော်ကျမတို့ခုနောက်ပိုင်းဒီနီးနန်းလေးပဲတောင်းဖြစ်တယ်ပေါ့နော်ဒီအဆူလို့ရှင်ဒီအကုန်ပောက်တာကိုကျမကျော်လိုက်မယ်နော် အဲ့တော့ကျမတို့ဒီမှာနှစ်ခုလုံးကိုစကြောင်းအပြည့်ပေါက်ပြီးပြီပေါ့နော်အဲ့လိုမျိုးပေါက်ပြီးပြီဆိုလို့ရှိရင်ကျမတို့ကအဲနှစ်ခုလုံးကိုမထပ်သေးဘူးတစ်ခုတည်းပေါ်ကိုပဲထပ်ပြီးတော့ပြမယ်ပေါ့နော်အဲကျမကကြတော့ဒါဒါကွတ်တီပတ်တန်မဟုတ်ဘူးအပူဘက်ကထားထားတယ်ထားထားပြီးတော့မှကက်ကလေးတင်ပြီးတော့ညှိလိုက်တာပေါ့နော်အဲကက်ကလေးတင်ပြီးညှိမယ်ဒါကတော့ဒီကက်ကကြတော့ရင်တစ်ဖက်ကခွန်ခွဲရင်အောက်မြင်းက3လမဒါပေမဲ့ကျမကအကစတမာရဲ့ထည့်က3လမ2စိတ်လောက်အောက်ကိုလိုချင်တာဆိုတော့အောက်ဘက်ကို2စိတ်လောက်တော့ထပ်ပြီးတော့ခြာမှာပေါ့နော် တော့ဒီလောက်ထိပဲဒီချီကိုမဆွဲထားသေးဘူးဒီလိုလေးပဲသွားတယ်လိုလေးသွားတယ်ဒီအောက်ကိုနှစ်စိတ်ပို့မယ်ဘာလို့လဲကျွန်မကသုံးလမနဲ့နှစ်စိတ်လိုချင်တာမို့လို့ပေါ့နော်ရေပြီးပြီဆိုလို့ရှိရင်ဒီရင်ကြားဘက်ကိုကြတော့ကျွန်မကဟိုလောက်ညနေလေးတစ်စိတ်ခွဲလောက်ပေါ့နော် တစိခွဲလောက်လေးဒီလိုလေးတက်ပြီးရောယူလိုက်ပါတယ်ဒါဘာလို့ယူလဲဆိုတော့ကျွန်မအုံမှာချုပ်တဲ့ဟာရီမှာဆိုလို့ရှိရင်အမြဲတမ်းဒီလိုလေးတက်ပြီးရောယူတဲ့အုံမှာဒီမှာကျွန်မကခွက်အရန်ခြုံလို့မရဘူးခွက်ရန်ခြုံလို့ရှိရင်ဒီမှာဝတ်တဲ့ခါကျအထဲကိုပြန်ချိုင်ဝင်သွားတာတို့ထိတ်မှရှုံသွားတာတို့ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီပြဿနာကြီးကိုဖြေရှင်းနိုင်အောင်လို့ဒီလိုမျိုးတစိခွဲဒါမှမဟုတ်နှစ်စိလောက်ဒီသူ့ခွက်ရဲ့အဆောင်နဲ့ညတ်တလောက်ကျွန်မကနည်းနည်းပြန်မြင့်ပေးရတယ်ပေါ့နော်အဲ့လိုလေးပြန်မြင့်ပေးရပါတယ်အဲ့တော့ဒါလေးကိုမြတ်ပါမယ် ဒီကတ်ကလေးရကြတော့ဘယ်တွေရနေလဲဆိုတော့ကျွန်မထုတ်ထားတယ် site 9 site ထဲကညှိရက်ကတ်ကလေးပေါ့နော် site 9 site ထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးညှိရက်ကတ်တွေအများကြီးပါပါတယ်ပေါ့နော်အဲတစ် site ထားပါတော့ကျွန်မတို့ဒါ site နံပါတ်3ဆိုရင် site နံပါတ်3မှာပဲဒီလိုညှိရက်ကတ်က3ကတ်တောင်ပါတယ်ပေါ့နော်အဲဒါလေးကတော့အရင်မကြီးမရှင်အရင်လည်းမကြည့်ဘူးအရင်လည်းမသိဘူးဆိုရယ် site အနေထားလေးပေါ့နော်အဲဒီထက်ပို့ပြီးတော့ရင်ကြီးရဲ့ဒူတွက်လည်းပါတယ်ဒီထက်ပို့ပြီးရင်သားသေးရဲ့ဒူတွက်လည်းပါတယ်ပေါ့နော်ကျွန်တော်တို့ထည့်ပေးထားတဲ့ဟာလေးရဲ့မှာ ဘယ်လိုလေးညှက်ထုတ်လိုက်ပြီဒီတစ်ဖက်ညှက်ထုတ်ပြီးပြီဆိုလို့ရှိရင်ကျန်တဲ့တစ်ဖက်ကိုလည်းပဲဒီလိုမျိုးတင်တင်ပြီးရောပတ်ချလေဒီလိုကွက်တီဖြစ်အောင်ညှက်လိုက်တယ်ပေါ့နော်ဒီမှာလက်ကိုတော့ကျမတို့ငြင်းအောင်ခိုင်ထားပါတကယ်လို့ကိုယ့်လက်ကမငြင်းလို့ရှိရင်ပင်အပ်ထိုးပါနော် ီကနှစ်ခုလုံးဘာလို့တခါညှိလို့မရလဲဆိုတော့နှစ်ခုလုံးညှိချလိုက်လို့ရှင်ကကြီးကနည်းနည်းဘေးကိုဟိုဆောင်းသွားရတယ်ကျမတို့ဟိုတစ်ခုကနည်းနည်းလေးကြီးသွားတာရောဘာလို့အဲ့လိုဖြစ်တတ်တယ်ပေါ့နော်အောက်ထန်းတစ်ခုကအဲ့လိုနှစ်ခုတိတ်မညှိရဖြစ်တတ်ကြွကြွကြောင်းမလို့ကျမဒီနေနဲ့ဒီလိုလေးပဲဆက်ထုတ်တယ်ပေါ့နော်ဒါဆိုလို့ရှင်ကျမတို့က လိုလေးရပါပြီလိုလေးညှပ်ထုတ်ပြီးပြီဆိုရင်ဒီထိတ်ကလေးကိုအတက်နိုင်ဆုံးခြုံမနေအောင်လို့ကျမတို့ခယူးဆိုင်ရပါတယ်နော်ဒီထိတ်တွေလုံးဝခြုံနေလို့မရပါဘူးခြုံပိတ်သားအုံမှာပါအဲ့ထိတ်ခြုံနေခြင်းကအပြက်တနာရှိရနော်ကျမတို့အထဲမှာသာခွက်ကလေးကဖောင်းဖောင်းခြုံခြုံလေးဖြစ်နေရလှတယ်လို့သာမြင်တာတကယ်လည်းဝင့်အဆင်မပြေဘူးအဲ့ဟာကြီးရပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့ဒါအုံတွဲယုံပဲပေါ့နော်အောင်လို့အချင်းချင်းတွဲလိုက်လို့ရပြီပေါ့နော်အဲ့တော့ဒီကတ်ကလေးတွေဒီပုံလေးတွေကကြတော့ကျမဒီဟာလေးနဲ့ဒီ special cut အဲဒီကိုးဆိုင်ပါရဲ့ကက်ကလေးနဲ့ဒါလေးကြီးချုပ်ထားပါတော့ဒီကက်ကြီးမှာဆိုလို့ရှိရင်ဒီလိုအအောင်ကြီးရဲ့ကက်ကြီးဒါဆိုလို့ရှိရင်ကျမတို့အထည်ကြီး900ပဲထုတ်ထုတ်1000ပဲထုတ်ထုတ်ဒီလိုကက်ရှိအောင်နဲ့လူတိုင်းကပုံထွက်ကကြီးကြီးကျယ်ကျယ်ထွက်မှာပဲပေါ့နော်လူလက်ပနဲ့ခုပဲလူပနဲ့ရောက်ကိုပဲပေးပြီးတော့ချုပ်ချုပ်ပုံထွက်တိကျအောင်လို့ဒီကက်ကလေးတွေအများကြီးပါပါတယ်ကက်ကလည်းပဲကိုးဆိုင်ဆိုတော့ဆိုင်ဆုံးအများကြီးထုတ်လို့ရရေပေါ့เนาะအဲတော့ဒီ site လေးကဒီကက်ကလေးရတော့ကျမလက်ရှိမှာဒီဒါဆိုရင် ပက်ကိတ်တစ်ခုပေါ့နော်တယောက်စာတယောက်စာကိုကျမဒါအဲ6000ယူရယ်ပေါ့နော်ပုံမှန်တန်တန်းကြီးကတော့ဒါလေးကတသိန်းပါဒါပေမဲ့အခုလက်ရှိမှာတော့6000ပဲယူထားသေးရယ်ပေါ့နော်အဲ့တော့ဆိုင်မှာတော့တယောက်စာပဲရသေးတယ်။တယောက်စာတော့ install ရှိရပေါ့နော်။အဲတယောက်ထက်ပို့သွားတဲ့လူတွေကတော့ရချင်းလေးစောင့်ပေးရမယ်။ကျမတို့တပတ်၁၀ရက်လောက်တော့စောင့်ရမယ်။ဒီကတ်တွေကကျမတို့ထုတ်ချိန်အရန်ကြာတယ်ဆိုတော့လေနော်။အဲ့တော့ဒါလေးကတော့ကျမအုံလေးတွဲလိုက်ပါမယ်။အုံလေးတွဲပြီးလို့ရှိရင်အဆုံးသက်ဗီဒီယိုမှာပြင်ပြပေးမယ်နော်။ ဒါတော့ဒီဗီဒီယိုမှာကျွန်မခြုံနီးလေးအမြင်ပြထားရတယ်။ဒါကတော့အပေါ်ရင်ုံနဲ့အောက်ရင်အောင်ကျွန်မတို့ဟိုဘက်ဒီဘက်တွဲလိုက်တယ်ပေါ့နော်။အဲတွဲတဲ့ခါကျရင်ခြုံရိုးလေးခိုင်ခိုင်အောင်လို့ကျွန်မတို့နှစ်နှစ်ခါခြုံတယ်ပေါ့နော်။အဲမှာပိတ်သားအုံမိုင်းမှာကျွန်မကထူရတယ်ထောင်းရတယ်ခြုံရတယ်။အဲတွဲကြောင့်မလို့ခြုံရိုးကြောင့်နှစ်ကြောင်းမှပဲကြာကြီးခံပြီးတော့ခြုံရိုးပြန်ကွဲမထွက်ပါရဲ့နော်။ဒါကျွန်မတကြောင်းနဲ့ခြုံပြီးကွဲထွက်ဖို့ရဲ့အတွေ့အကြုံရှိလို့ပြောပြပေးရပါဒါအရင်အရေးကြီးပါရဲ့။တစ်ထည်လုံးပြီးတော့မှပြန်ကွဲထွက်တယ်ဆိုရင်ပြန်ပြင်လို့အဆင်မပြေဘူးနော်။ ါကြောင့်အလှပကညအဖျားဆွပြန်နေနေရပါတော့ဟိုဘက်ဒီဘက်ပြန်လှန်ပြီးတော့ပြီးတော့ထူထဲညမှာဆိုလို့ဘီနာအလွားကြီးကိုညှက်ထုတ်လိုက်တယ်ပြီးလို့ရှိတာလေးကကျွန်တော်အဲ့ထုတ်ချောင်းလေးကိုပြန်ဖုံးဖို့အတွက်နေနေရပါတော့အဲအဲ့ဒီအပေါ်ရင်အောက်ရင်တွဲတဲ့အခါမှာညီလန်းနှစ်မျိုးရှိရပါတော့ဒီလိုမျိုးကုတ်ဆာနဲ့ပြန်ပြီးတော့ဖုံးတာလည်းရှိရအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အုံပြောချုပ်တဲ့လိုမျိုးပိစားအလွားပါတစ်ခုတုံးပြီးတော့ ပြန်လှန်ချရလဲရှိရဲ့ဒါကတော့ရှေ့ခွဲချုပ်မလားနောက်ခွဲချုပ်မလားဆိုတော့ပုံမှန်မူတည်ပြီးတော့ကျမတို့ညီပညာကိုရွေးချယ်အသုံးပြုတင်နေပေါ့နော်ကျမတို့ဒီမှာနောက်ခွဲချုပ်မှာဆိုတော့အခုပုံပါညီတိုင်းပဲကျမဒီကိုကျိုးနေပဲအဲ့လိုမျိုးလေးပြန်ပြီးတော့ချုပ်လိုက်တယ်ပေါ့နော်ကဲရပါပါပြီနော်ခုဆိုလို့ရှိရင်လှပတဲ့အုံမာရင်အုံလေးရပါပြီရှင် ဒီလိုမျိုးလေးပါဒီမှာအုံခွက်ကလည်းပဲအရင်ကြီးမချွန်ထားဘူးဒီဒီထိတ်မှာပြည့်ပြည့်လုံးလုံးလေးအဲတသားရဲ့ကြအောင်သွားထားရဲ့ပေါ့နော်ဟိုကိုကထိတ်မှာဒီထိတ်ရင်ကြားဘက်ကိုအရင်ကြီးချထားခဲ့လို့ရှိရင်ဒီထိတ်မှာအရင်ချွန်နေပြီးတော့ဝတ်တဲ့ခါကျရင်အဆင်မပြေရည်ဖြစ်တတ်တယ်ပေါ့နော်အဲဒီမှာလေးပါဒါဆိုချုပ်ရွာလေးလုံးဝအခိုင်မာပဲပေါ့နော် အနားရီပါညာကွတ်တဲဆိုလို့ရှင်လည်းပဲဒီအပေါ်လေးကြီးကပျော့ပျော့ပြောင်းပြောင်းနေကျမတို့ချုပ်တဲ့ခါကျရင် stress ဖြစ်တော့ပေါ့နော်ဝတ်တဲ့ခါကျရင်လည်းပေါ့ပေါ့ပါပါလေးနဲ့အဆင်ပြေစေမဲ့ပုံလေးပါရှင်အဆုံးကြီးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်တနက်အပ်လို့ရှင်ချက်ပေါက်မှာမိပေးပါနော်